။အနည်းအားဆိုရင်ကျမသွေးပေါင်ကြီးရုတ်တက်ထိုးကြတာပေါ့နော်။80 60ပဲရှိတော့ရဲ့ရှင့်။အဲ့လိုအခြေအနေမှာကျမစိတ်ကရောက်သွားတဲ့အခါကျတော့စိတ်ပလင်ချိတ်ရတာပေါ့ရှင့်။အားနဲ့ကျမတက်တော့မှတင်လိုက်တယ်ပေါ့နော်။မနေ့ကတက်ရတဲ့သတင်းနားလိုက်ရတယ်ပေါ့ရှင့်။ဘလို့မှတော့သူကမထူနာဖြစ်သွားတာပေါ့နော်။နေမကောင်းလည်းဖြစ်သွားတယ်။အဲ့တော့လာပြီးတော့ခွန်မန်လေးဝင်ရေးကြပါလေ။ YouTube မှာဆိုအယောက်130ကျော်တက်တော့မှဆိုရင်988ရောက်ပေါ့နော်။ဒီခုနကဒီကျမဖတ်လိုက်တာပေါ့988ရောက်လာပြီးတော့ကျမပါပါစေ။သတင်းလေးပြန်ပြန်ဆက်နိုင်ပါစေဆိုပြီးတော့ရေးထားပါရှင့်။ ဒါလေးတွေမြင်ရတော့ကျမအင်မတန်ခွန်အားဖြစ်ပါတယ်။မနေ့ကချိတ်လိုက်တဲ့စေပလင်းစေပလင်းစာတော့ကိုခွန်အားတွေပြင်ရသွားတာပေါ့နော်။အဲ့တော့ကျမအနေနဲ့ဒီနေ့မှရှားတဲ့အားလေးစုစည်းပြီးတော့အသင်းပြန်တင်ဆက်တာပါရှင့်။အဲ့လိုကြတော့ဒီကျမကိုချစ်တဲ့မိဘပြည်သူတွေကတော့ကျမတို့ဆွေးနေတာပေါ့နော်။ကျမကိုမချစ်တဲ့သူတွေကကြတော့ပျော်တာပေါ့ရှင်။ပျော်တာပေါ့နော်။တော်တော်လုံးတည်မတင်ဆက်နိုင်လဲကောင်းတာပဲပေါ့။အဲ့လိုပေါ့နော်။သူတို့တို့ကတော့ကျမတို့တရက်တည်းမတင်ဆက်လို့ရှင်တရက်ပျော်တယ်ရှင်။နှစ်ရက်တည်းမတင်ဆက်နှစ်ရက်ပျော်တယ်။အဲ့တော့သူတို့မပျော်အောင်လို့ကျမပြန်တင်ဆက်တာ။အဲ့လိုလိုနေထားပါပေါ့နော်။မခန့်ကျင်စိတ်ပေါ်ကျမတို့ကလည်း တော့သတင်းတွေဆိုတာကရက်အကြာကြီးအဆက်ပြတ်သွားရင်မကောင်းလေအဲကြောင့်ဘယ်ဘက်ဖြစ်ကျမတို့ကတာဝန်ကျေးရမှာဖြစ်တယ်မိဘပြည်သူတွေလည်းသတင်းအဆက်ပြတ်လို့မဖြစ်ဘူးခုကာလမှာပိုရေးကြီးရယ်ပေါ့နေ့စဉ်နေ့တိုင်းတည်တည်ထိုက်တာလေးတွေအုံနောက်ကတိနေမှကျမတို့နေ့စဉ်ဆုံးဖြတ်ချက်လေးတွေအမှန်ကန်မှာဖြစ်တယ်။ပေတော့စင်ကြီးနဲ့ကိစ္စတွေအမှန်ကန်မှာဖြစ်တယ်ပေါ့နော်။ဒါကြောင့်ကျမတို့ကတော့ဘယ်လိုပဲဖြစ်ဖြစ်အားအင်ရှိသမျှတော့စူးစီးပြီးလုပ်ရမှာပဲရှင့်။ဂျန်သူပြောအောင်ကျမတို့လုပ်လို့မရဘူးပေါ့နော်။ကျမတို့ချစ်တဲ့သူပြောအောင်ပဲကျမတို့လုပ်ပေးရမှာ။ဒါကြောင့်ကျမအခုလိုမျိုးအားအင်နဲ့စူးစီးပြီးတော့ပြန်လဲတင်ဆက်တာဖြစ်ပါရဲ့ရှင့်။